Hello ဒီဒီနေ့တော့လာတာအောက်လန်းက Cherry Man ဆိုင်အောင်ရောက်ခဲ့ပါတယ်။ဒီဆိုင်ကကြီး Lambda Robert မှာနေတော့ကတော့စားဖြစ်တယ်ဗောနော်။အခုနောက်ပိုင်းမစားဖြစ်တာတော်တော်ကြာနေပြီမို့လို့သတိရတာနဲ့သွားစားဖြစ်ပါတယ်။ခောက်ဆွဲကြော်နဲ့ကြက်ကြော်မှားထားတာပဲဟင်းရည်လေးတွေအရင်ချပေးထားတယ်ဗောနော်။အဲ့နဲ့ပဲဟင်းရည်လေးတောက်နှင်နေပါတယ်။ကြက်ကြော်တပွဲဆိုပြီးမှာလိုက်တာရင်မုံနှစ်တုံးပေါင်နှစ်တုံးရောက်လာပါတယ်ခောက်ဆွဲကြော်လေးမှာထားတော့ခောက်ဆွဲကြော်လေးအရင်စားဖြစ်ပါတယ် ခေါက်ဆွဲကြော်ကိုလည်းစက်သားနဲ့ပဲမှားလိုက်တယ်ပေါ့နော်ခေါက်ဆွဲကြော်ကတော့တပွဲကိုတတောင်းမှာသူ့ရဲ့ခေါက်ဆွဲကြော်ကအရသာတော့ရှိရဲဒါပေမဲ့ဂျီမန်းထားတဲ့လိုမျိုးတော့တိတ်မဟုတ်ဘူးပေါ့နော်အနှစ်အရသာရွှဲရွှဲလေးမနေပဲနဲ့အဲ့လိုအနံ့ရောအရသာရောလည်းနည်းနည်းလေးပေါ်ပါတယ်ဒါပေမဲ့သူကအသားစက်သားအရသာလေးစားလို့ကောင်းပြီးတော့အချင်လေးနဲ့တွဲစားလို့ရှင်တော့အဲတော်တော်လေးစားရတာအဆင်ပြေပါတယ် ဟင်းအနှစ်ပြစ်ပြစ်နဲ့အနံ့များတာမျိုးမကြိုက်တဲ့သူဆိုလို့ရှင်တော့ဒုက္ခဆွဲကြော်ကလုံးဝအဆင်ပြေပါတယ်ပထမဆုံးလာချပေးတဲ့ပဲဟင်းရေကတော့တော်တော်ကြီးကိုတောက်လို့ကောင်းတာပါအရေးကျဲတယ်လို့ထင်ရပေမဲ့အရသာတော်တော်ရှိပါတယ်ချက်ကင်တပွဲကရင်ပုံနှစ်တုံးပေါင်နှစ်တုံးပါတာမှာတပွဲကို2800မှာတဒုံးကို8000နှုံးနေပါတော့ သူချက်ကင်ရလေမှာတော့မကင်ပေးရသေးလားခေါက်ဆွဲချော်စားပြီးတော့မှစားရတာမှပူပူနွဲ့နွဲ့လေးပဲရှိပါသေးတယ်တတော်လေးကိုစားလို့ကောင်းပြီးတော့အရသာရှိပါတယ်တကယ်အနံ့ကလည်းတော်တော်လေးမှုေးတယ်လာချကလေးရအောင်လေသူ့အနံ့မှုမှုေးလေးရတယ်အဲ့ကလေးရစားခြင်းနေရပါတော့ဒါပေမဲ့ခောက်ဆွဲကြော်စားပြီးတော့မှချက်ကင်ကိုတေချာလေးစားမယ်ဆိုပြီးတော့နောက်မှစားတာပါသူ့ချက်ကင်ကိုတော့ကြည်တော်တော်ကြိုက်ပါတယ်ဟုတ်လားလေကြည်ညာနေလဲလိုက်ညာနေလဲပါ เนี่ยเออลุงเนี่ยกูเนี่ยบางานนี่โหไอ้ไหนจิ่นน่ะเปียวๆเนี่ยไอ้ลุงจะแท้เหรอไหนไม่จิ่นมาอู้หลงมันก็รอทักก่อนจ้ะป่ะถ้าส่วนไม่ย้ายเนี่ยรอต่อไปต่อไปมาแล้วกูบาเลยย้ายไปอยู่ลุงเปียวอ่ะกำลังแม่งงานไม่ย้ายไปตัวดูซาเนี่ย ကျေးဇူးပါချက်ကင်ရလေကြေကမသိပဲနဲ့တပွဲဆိုပြီးပါလိုက်တာဆိုတော့ရင်မုံနှစ်တုံးပေါင်နှစ်တုံးပေါ့နော်အဲ့နဲ့ပေါင်ကိုအရင်စားရင်းနဲ့အရန်ကြိုက်တော့ရင်မုံကဂျင်းငကူတွေကလည်းတိတ်မကြိုက်တော့လေရင်မုံနှစ်တုံးကိုပေါင်နှစ်တုံးနဲ့လဲလို့ရမလားလို့မေးရလဲပေးတယ်ပေါ့နော်အဲသူကပြောတာတော့အစကတည်းကကြိုးမှလို့ရှိရင်လဲပေါင်ကြီးပဲယူမယ်ဆိုပြီးပြောလို့ရှိရင်လဲထည့်ပေးပါတယ်တဲ့ နောက်ထပ်ထပ်ရောက်လာတဲ့ပေါင်နှစ်တုံးကချက်ချင်းကင်ချက်ချင်းစားဆိုတော့ပူပူချွတ်ချွတ်လေးနဲ့ပို့ပြီးရောတော့မှစားလို့ကောင်းပါလေ။ဂျီရောဘိုက်တင်ပြဲပြီးတော့ဤစိတ်နေအောင်စားပြည့်ခဲ့ပါရဲ့။နောက်မှထပ်တွေ့မယ်နော်။တတ္တာ